်မင်္ဂလာပါရှင်ကျမနာမည်ဖြိုးမောက်ခင်ပါဒီ profile ထဲမှာဒီ profile ကိုကြည့်နေတဲ့သူရဲ့၃ရက်အတွင်းအခြေအနေမြစ်တာကြီးကဲကျမနာမည်ကိုပြောပြမှာဖြစ်ပါတယ်ဒါက၃ရက်အတွင်းဖြစ်တဲ့အခုဒီကြည့်လိုက်နေတဲ့အချိန်ကနေစပြီးတော့နောက်ထပ်၃ရက်အတွင်းမှာမိမိရဲ့အခြေအနေမြစ်တာကြီးမှာဘာတွေကြုံတွေ့ရမှုရှိလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် ကျမတို့ကဒီ profile ကြည့်နေတဲ့အချိန်မှာဒီ reading list ကကို့အတွက်အပြည့်အမှန်ဖြစ်ပါစီဆိုပြီးတော့ကိုခုစဉ်းစားတဲ့သူပေါ့နော်နာမည်ကို၃ချိန်ကိုနှုတ်ကနေပြီးတော့ခေါ်လိုက်မယ်ပေါ့ဥပမာကိုကကိုချစ်တဲ့သူကမောင်မောင်ဆိုလို့ရှိရင်မော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 င်ဆိုပြီးတော့9ချိန်ရွတ်လိုက်မယ်ပြီးရင်ဒီ reading list ကငါ့အတွက်အပြည့်အမှန်ဖြစ်ပါစီဆိုပြီးတော့စိတ်ထဲကနေဆူတောင်းမယ်နော်ပြီးလို့ရှိရင်ဒီ reading list ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီအဲ့တော့ဒီ video file က ကိုကစဉ်းစားတဲ့ဘယ်သူတယောက်အတွက်မဆိုပေါ့နော်ဥပမာကိုဒီဆရာမကျမက crush တွေစဉ်းစားမယ်ရတယ် okay ဆရာမကျမ age တွေကိုကြည့်လို့ရလားရပါတယ်ကိုစဉ်းစားတဲ့သူနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်အိမ်တောင်ဘက်ပေါ်ရတလားရပါတယ်เนาะကျမရှေ့မှာပြောခဲ့သလိုပဲကိုအတွက်အပြည့်အမှန်လေးဖြစ်ပါစေလို့ဆုတောင်းပါ okay ကြည့်မယ်เนาะ ဒီ profile ကိုကြည့်နေတဲ့သူတို့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ profile လေးစပြီးကြည့်တဲ့အခြေအနေစပြီးတော့နောက်ထပ်၃ရက်အတွင်းမှာဘာတွေကြုံတွေ့ရဖို့ရှိလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ်။ဒီ profile ကိုကြည့်နေတဲ့အချိန်ကနေစပြီးတော့နောက်ထပ်၃ရက်အတွင်းမှာတဲ့အခြေအနေမြေတားရင်းမှာဘာတွေကြုံတွေ့ရဖို့ရှိတယ်လဲ။ဒီ profile ကိုကြည့်နေတဲ့အချိန်ကနေစပြီးတော့နောက်ထပ်၃ရက်အတွင်းမှာဒီ profile ကြည့်နေတဲ့သူကကြည့်ရင်းမြေတားရင်းမှာဘာတွေကြုံတွေ့ရဖို့ရှိမလဲ။ ဒီ profile ကိုကြည့်နေတဲ့သူကအချိန်အမြင့်တိုင်းမှာဗာလီသတိတစ်ခုသတိထားကြရလိမ့်ရှိလဲဆိုတော့တဲ့ကိုယ့်ရဲ့ပတ်သက်မှုတွေကိုတစ်ချက်သတိထားမှာဟိုပေါ့နော်ဥပမာကိုနဲ့ပတ်သက်တဲ့သူကအိမ်အောင်ကြပြီးသားတွေဖြစ်မလားဒါမှမဟုတ်အိမ်အောင်ရေးအဲပြဿနာရှိတဲ့သူတွေရှိမလားဒီလိုပုံစံမျိုးလေးသတိထားကိုကိုယ်တိုင်းကအိမ်အောင်ကြပြီးသားပတ်သက်မှုတစ်ခုရှိထားပြီးသားဘုံမဟုတ်တစ်ဖက်သူက အင်အောင်ရေးတနာရှိတဲ့သူမျိုးတို့မှအင်အောင်ကြပြီးသားမျိုးတွေဒီလို energy မျိုးလေးတစ်ချက်တွေ့ရပါတယ်။ဒါတချို့သောသူတွေအတွက်ဖြစ်ပါတယ်။ဒီက college reading ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးရဲ့ energy ပဲတစ်နေ့ဖြစ်ချင်မှဖြစ်မှာပါ။တိုက်ဆိုင်တဲ့သူတွေတော့ကိုယူရပါတယ်။ဒီမှာကျွန်မတခုပြောချင်တာကဒီ profile ကြည့်နေတဲ့သူက user ဟောင်းကိုမျှော်နေတဲ့သူတွေဆိုရင် ace ပေါ့နော်။ကိုကကိုတက်တက်ခဲ့မှုတွေအတိတ်မှာတော့ကိုနဲ့ချစ်သူကြီးကဖြစ်ခဲ့မှုတွေတော့မဟုတ်။အော်နော်။ stop and talk တွေလုပ်ခဲ့မှုတွေစကားတွေပြောခဲ့မှုတွေဟုတ်တယ်မလား chat တွေညီလုပ်ခဲ့မှုတွေဆိုတော့သူတွေအတွက်ကကြတော့တဲ့ရီစာဟောင်းပြန်လာတတ်တယ်ကိုယ့်ကိုအဆက်အသွယ်ပြန်လုပ်တတ်တယ်နော်အဲ့တော့ကိုမျော်လင့်ထားတဲ့သူဖြစ်ပါစေလို့ဆုတောင်းဖို့အရေးကြီးပါတယ်။ဆရာမကျမကတော့ H နဲ့ပြတ်သွားတာအရင်ကြာပြီ3လရှိပြီ။တချို့ကလည်း9လရှိပြီ။တချို့ကလည်းတနှစ်ရှိပြီဆိုတော့သူမျိုးတွေကကို့အတွက်ကိုနော်ကိုမျော်လင့်တဲ့သူဖြစ်ပါစေလို့ ဆူတောင်းမှာเนาะဘာကြောင့်လဲဆိုတော့တချို့ကကိုမမျောလင့်ထားတဲ့သူတွေဝင်လာတတ်တဲ့အတွက်အဲ့တော့ကျမဒီ profile ထဲမှာတခါလေးကိုမျောလင့်ထားတဲ့ချက်သူ user ဟောင်း x တွေပြန်ဝင်လာဖို့ပြောတခါလေးဆူတောင်းပေးပါတယ်တခုတတိထားရမှာကဘာလဲဆိုတော့ဒီ profile ချိန်နေတဲ့သူနဲ့ကိုချစ်တဲ့သူ ကိုစဉ်းစားတဲ့သူတွေကလည်း long distance energy မျိုးတွေဖြစ်တတ်တယ်။ long distance ဆိုတာက तू ကတနေရကိုကတနေရဥမာအဲကိုချစ်တဲ့သူကအလုပ်ကိစ္စနဲ့ခီးကိစ္စခီးသွားပြီးတော့တခြားနေရာရောက်နေဒါမှမဟုတ်ကိုကတခြားနေရာရောက်နေဒီလိုမျိုး long distance energy မျိုးလေးတွေတွေ့ရပါတယ်။နော်အဲ့ဒါကြီးတစ်ချက်တွေ့ရဒါကျွန်မဒီ energy မှာမြင်တဲ့အကြောင်းရအဲ့တော့ ဒီ profile ကိုကြည့်ပြီးနောက်ထပ်3ရက်အတွင်းမှာတဲ့ကိုကဥပမာကိုနဲ့ relationship တစ်ခုရှိနေတယ်ကိုနဲ့အဆက်အသွယ်ရှိတယ်ဒါပေမဲ့ on and off ဖြစ်နေတယ်အဆက်အသွယ်ပြတ်လိုက်ရလိုက်ဆိုတာပေါ့နော် on and off ကိုပြောတာအဆင်ပြေလိုက်မပြေလိုက်က on and off relationship လို့ခေါ်တယ်ပတ်သက်မှုပေါ့နော်ဒါဒီ situationship ဆိုလဲ situationship ကိုကြည့်လို့ရတယ်ဒါကြောင့်ကျွန်မဘယ်လိုမြင်လဲဆိုတော့ကိုတစ်ဖက်လူစီကနေကိုသိကျင်တဲ့အမှန်တရားတစ်ခုသိလာရတတ်တယ် clarity ပေါ့နော် clarity ရှင်းလင်းသေးတာပြတ်သားမှုတစ်ခု နော်စကားပြောလာတာမျိုးတို့မို့ဒီလို clarity မျိုးတွေဝင်လာဖို့အတွက်ရှိတယ်လို့ကျွန်မမြင်ပါတယ်ဒါက၃ရက်အတွင်းမှာမိမိကဟိုကြုံတွေ့လာရမယ့်အခြေအနေနဲ့ပတ်သက်တဲ့ကံကျင်မာနမိတ်ဖြစ်ပါတယ်နောက်ထပ် the profile ကြည့်နေတဲ့သူကအခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်၃ရက်အတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးဘာတွေသိဖို့လိုလဲဆိုတာလေးကိုချက်ကြည့်ပါမယ် ီ profile ကိုကြည့်နေတဲ့သူကတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘာတွေသိဖို့လိုလဲเนาะဘာတွေသိရမလဲဆိုတာလေးပြောပြပေးမယ်ဒီ profile လေးကနောက်ထပ်3ရက်အတွင်းကိုအကြောင်းဝင်ပါတယ်ဒီ profile လေးကိုဘယ်ကနေပဲစပြီးကြည့်ကြည့်ကြည့်မိလိုက်တဲ့အချိန်ကနေစပြီးတော့နောက်ထပ်3ရက်အတွင်းမှာအကြောင်းဝင်မှာဖြစ်ပါတယ်အာကျွန်မစီမ personal reading you channel တဲ့သူတွေ Facebook ဆိုလို့ရှိရင်လည်းဆရာမဖြိုးမောက်ခင်ဆိုတဲ့ page ကနေဆက်သွယ်ပြီးတော့ဗီဒီယိုမင်းရလို့ရပါတယ်ကျွန်မဆက်သွယ်ရမယ့်လိပ်စာတွေကိုလည်း profile ရဲ့နောက်မှာအာတင်ထားပေးပါမယ် Viber အသုံးပြုတဲ့သူတွေကလည်း Viber နံပါတ်ကနေဆက်သွယ်လို့အာရပါမယ် ဒီ profile ကြည့်နေတဲ့သူနဲ့တစ်ဖက်လူနဲ့ကကြတော့လေတယောက်နဲ့တယောက်နဲ့ကြားထဲမှာအချိန်မပေးနိုင်တဲ့ကိစ္စမျိုးတွေသူဖြစ်တတ်တယ်အချိန်မပေးနိုင်တော့ဟို romantic feeling လေးတွေတော့ပျောက်ဆုံးနေတယ်တယောက်နဲ့တယောက်နဲ့အရင်ဟိုလေးနက်မှုတော့အချိန်ပေးပြီး glue site ကျင်တာမှုတဲ့အာ feelings လေးတွေပေါ့နော်ဒါလေးတွေကတော့ပျောက်ဆုံးနေတယ်လို့တွေ့ရတယ်အဲ့တော့ကိုချက်တဲ့သူနဲ့ဆိုလို့ရှိရင်ကိုက အဖစ်စကယ်ဒစ်စတန်ပေါ့နော်လူချင်းဝေးကွာနေတယ်အီမိုရှင်နယ်ဒစ်စတန်ဆိုတာစိတ်ပိုင်းဆိုင်ရာညီစက်မှုရှိပဲနဲ့ဝေးကွာနေရဲဆိုရက်ဆက်ဆံရေးမျိုးလေးကိုတွေ့ရပါတယ်ဒါကတော့အဒီ profile ကိုကြည့်ပြီးတော့နောက်ထပ်၃ရက်အတွင်းမှာကြုံတွေ့ရမယ်ကန်ချမာနမိတ်ပဲဖြစ်ပါတယ်နောက်ထပ် video file မှာတွေ့တွေ့ကြပါမယ်ရှင်ကျွန်မနဲ့မိရင်းမိကျင်နဲ့ partner reading မိကျင်တဲ့သူများအတွက်ကျွန်မကိုဆက်သွယ်ရမယ်လိပ်စာဖုန်းနံပါတ်တွေကိုဒီမှာပြတ်ထားပြပါမယ်ရှင်ကျေးဇူးတင်ပါတယ်